ီစဉ်တာရီစစ်စတာနဲ့အတူမြူဟီရိုဖြစ်တဲ့ခါလီယာပါတစ်ခါလေးထွက်လာခဲ့ပါတယ်။သူ့ရဲ့ဟီရိုတက်ကဆိုလို့ရှိရင် support fighter type ဖြစ်ပါတယ်။ support fighter type ဖြစ်တာကြောင့်မလို့သူ့ရဲ့ blade ဆိုင်ဟာကာဂျာနဲ့တွားပြီးဆင်တူပါမယ်။သို့တော်ညာလေခါလီယာကကာဂျာတက်ပို့ပြီးတော့အစားအရာမှာတာလွန်နေတယ်။ဒီ new hero ဖြစ်တဲ့ခါလီယာပါဆိုလို့ရှိရင် CCMU, Stan, Avon Region Flow of အဲ့ဒါလည်းအကုန်လုံးပါတယ်ဗျာ Battery လည်းကောင်းကောင်း initiate နိုင်ပြီးတော့တင်းဖိုက်မှာဆိုလို့ရရှင်နဲ့ spare စားတာမျိုးတွေလုပ်ပြီးလို့ရတယ်စကေးကူးတော့နေရာလည်းထင်သာတော့မကြတာကြောင့်မလို့ region တွေပြန်တက်ပြီးတော့ကြာကြာနေပြီးလို့ရပါတယ်ဒီ hero ခက်လီကတော့ဒီ season မှာပြဖို့အကောင်းဆုံးမပြည့်ရင်တော့ ban ကို ban နေတဲ့ hero တစ်ခုဖြစ်ပါတယ်သူ့ကိုနှက်ဖို့ကြောက်လည်းဘာနှက်ရရှိတယ်တော့ဘာမှနှက်ရမရှိဘူးကွာအဲ့လိုမျိုးသူ့စကေးကြီးကြောင့်လို့ကျန်တယ်အဲ့စကေးကြီးနားလိုက်လို့ရှင်နဲ့မဖြစ်ပြန်ဟုတ်တယ်မလားအဲ့တော့နှက်ဖို့ကတော့မမျောလင်းကြနဲ့ ban ရင် ban ရင်ပစ်အဲ့ဒါပဲရှိရဒါဆိုရင်ခက်လီရဲ့ပစစ်ကစားပြီးကျွန်တော်ရှင်းပါပေးမယ် much motherfucking design on Break it down, bring it back, make it clap Three old thoughts, new block ကလျာပစကနဲ့စပြီးပြောပြရမယ်ဆိုလို့ချင်းကလျာကစကွဲတစ်ခုသုံးနေတိုင်းမှာအဲသုံးလိုက်တဲ့နာမှာရေရံငယ်တစ်ခုပေါ်လာလိမ့်မယ် scale သုံးတာလည်း scale 1ဖြစ်စေ scale 2ဖြစ်စေ ultimate ဖြစ်စေအကြိုက်တာသုံးလို့ရတယ်အဲကြလို့ရှိရင် तू ကရေရန်ပေါ်တယ်ကွာရေရန်က60စက္ကန့်ခံပြီးတော့60စက္ကန့်နဲ့ကြောရမယ်ဆိုလို့ရှိရင်ရေရန်ပြန်ပြောက်သွားမှာဖြစ်ပါတယ်အဲ့ဒီပေါ်လာတဲ့ရေရန်ထဲမှာကိုက scale နောက်ထပ်တစ်ခါထပ်သုံးမိမယ်ဆိုလို့ရှိရင်အဲ့ရေရန်ကိုကိုကဆုပ်ယူလိုက်မှာဖြစ်ပါတယ်ဆုပ်လိုက်တဲ့ချိန်မှာဆိုလို့ရှိရင်ကိုရဲ့ visit တက်က unhappy visit တက်ဖြစ်သွားမယ်ပုံမှန် visit တက် range ထက်ကိုလည်းတော်တော်လေးကိုကျယ်သွားတာကိုတွေ့ရလိမ့်မယ် အဲ့ဒီအချိန်မှာဗီဇစ်တက်ချလာရင် NMU ကို Nobel ဖတ်ပေးမှဖြစ်ပါတယ်ဒုတိယတစ်ခါဗီဇစ်တက်ချလာလို့ရှိရင်ဇက်တိုက်ထုံးပါပါနောက်ဆုံးတတိယတစ်ချက်ဗီဇစ်တက်ချလိုက်အောင်ပက်စစ်ကပျောက်သွားပြီပက်စစ်ပြန်ပေါ်လာမှာခဏနေရောပထမတစ်ချက်က Nobel ဒုတိယဖတ်ကဇက်တိုက်ထုံးမယ်တတိယတစ်ချက်ကသူ့မိနဲ့ရိုက်ပြီးရေရိုင်းကလေးထပ်ပြီးဖန်တီးလိုက်မယ်ပက်စစ်ရဲ့ဒုတိယမြောက်ထိုးရချက်မှာဆိုလို့ရှိရင် ိုယ်ကိုလည်းသွေးပြန်တက်စေပြီးကိုယ်နားမှာရှိတဲ့ကိုတင်းမိတ်သွေးနေဆုံးကောင်လည်းသွေးတွေပြန်ပြီးတော့မြောက်ပြီးအောင်ဖြစ်ပါတယ်။ကိုရတဲ့သွေးပမာဏကဆိုလို့ရှိရင်ကိုတင်းမိတ်ရတဲ့သွေးပမာဏနဲ့အတူတူပဲဖြစ်ပါတယ်။ပြန်ရတဲ့သွေးပမာဏကကိုယ့်ရဲ့အိပ်ပီကိုလိုက်ပြီးပြန်ရအောင်မလို့အိပ်ပီများလေးပို့ပြီးများများပြန်တက်လေးပဲဖြစ်ပါတယ်။ခါလီယာရဲ့ position မရှိကိုဒီအောက်က icon လေးကိုကြည့်ပြီးလည်းသိနိုင်တယ်လို့သူ့ပတ်စရဲ့ကြာချိန်က60စက္ကန့်နဲ့90စက္ကန့်ဝန်းကျင်မှာရှိပါတယ်။ဒါဆိုရင်သူ့ရဲ့ skill 1ကြောင်းလေးကျွန်တော်ဆက်ပြီးရှင်းပါပေးမယ်။ ။ तू စကေးမနာမြန်မာလိုပဲရိုးရိုးရှင်းရှင်းလေးရယ်။ तू ကမြေကြီးကိုထိုးလိုက်မယ်။မြေကြီးကိုထိုးလိုက်လို့ရှင်။ तू ပတ်စစ်ဖြစ်တဲ့ရေကန်ကလေးပေါ်လာလိမ့်မယ်။ तू ထိုးလိုက်တဲ့နာမှာ enemy ရှိမှသလို့ရှင် physical damage ထိပြီးတော့ slow fast 40%အောင်1.5စက္ကန့်ခံစားမှာဖြစ်ပါတယ်။တခုတိရတဲ့ကျွန်တော်ကအဲ့ရေရိုင်ငယ်ကဒါမေးထွက်တာမဟုတ်ဘူးစကေးဝမ်ကဒါမေးထွက်တာရေရိုင်မောဖြတ်သွားလို့လည်း enemy ကဘာဒါမေးမှအထိမှလည်းမဟုတ်ဘူးလို့ slow fat လည်းမိနေမှာမဟုတ်ဘူးကွာအဓိကအဲ့စကေးဝမ် rate နဲ့မှ enemy ရှိမယ်လို့ရှိရင် enemy က slow fat မိမယ်ဒါမေးထိမယ်အဲ့ဒါပဲစကေးဝမ်ကနားလည်းလွယ်တာဖြစ်တာကြောင့်မလို့စကေးလူလေးကျွန်တော်ဆက်ပြီးရှင်းပါပေးမယ် စကေးတို့ဒီတိုင်းရိုးရိုးသုံးမယ်ဆိုလို့ရှင်ရှေ့ကိုဒီတိုင်းလေးပဲထပ်လိုက်တယ်ဒါပေမဲ့ကိုတက်လိုက်တဲ့နာမှာ anime ရှိမယ်ဆိုလို့ရှင် ANM ကို၄ပေါ်မြောက်ပြီးတော့စမတောင်းကြည့်မှဖြစ်ပါတယ်အဲဘုန်းတင်ခံလိုက်တဲ့အချိန်က0.6စက္ကန့်ကြာပြီးတော့ physics ရဲ့ damage ထိမှဖြစ်ပါတယ် ကယ်လို့ကိုစကေးလူသုံးလိုက်တာ enemy မရှိဘဲနဲ့နေရောင်ပဲတိုက်မိမယ်ဆိုရင်တော့ကိုကောင်လေးပေါ်မြောက်ပြီးတော့ကိုကြကျင်တဲ့နေရာကိုခုန်ဆင်းလို့ရမှာဖြစ်ပါတယ်။ကိုကြလာတဲ့နေရာမှာ enemy ရှိမယ်ဆိုလို့ရှိရင်အဲ့ enemy ကို0.6စက္ကန့် air wound တင်ပြီးမှာဖြစ်ပါတယ်။ air wound တင်လို့ရတာနှစ်မျိုးပေါ့နော်။အဲ့ဒါကိုကိုကဘလို့ချင်းနေမှာဘလို့သုံးချရမလဲ။ဘလို့ initiate ရမလဲဆိုတော့ကိုကိုယ်တိုင်ပဲသုံးဖြတ်ပြီးတော့သုံးကြပါ။စကေးလူကတခုရှိရနေရာနဲ့မှတိုက်မှာမဟုတ်ဘူးဗျာ။သူ့ passive ကပေါ်လာတဲ့ GI ရဲ့ဒေါင်းဆုံးနဲ့တိုက်လို့ရှိရင်လည်းစကေးလူကခုန်တယ်ဒီမှာကြည့်။ဒေါင်းဆုံးနဲ့တော့တိုက်ရတဲ့ချက်တွေ့လား။အဲ့လိုခုန်မှာကွာ။ဒေါင်းဆုံးလို့ပြောတဲ့ line လို့ပြောရင်ပို့ပြီးတော့သွားကြ တဲ့နဲ့အဲ့ line နဲ့ဒီလိုရှိရင် schedule လေးပေါ်မြောက်သွားရွာဒါပေမဲ့တစ်ခုသိရသေးရင်တော့ hopper line နဲ့ diver line ကတော့တွားပြီးတော့ဓာတ်လို့မရကွာတိလားအဲ့တိုင်းမျိုးသုံးလိုက်ရင်လေးပေါ်မမြောက်တော့ကွာအဲ့တော့ဒီနေ့က line ကိုပဲထိအောင်ရင်သုံးပြီးတော့လေးပေါ်မြောက်ကြပြီးရင်လည်းဒီလိုမျိုး flicker ကွက်နဲ့လည်းတွားပြီးတော့ဖမ်းလို့ရတယ်အဲ့တော့ဒီဘက်ကတော်တော်ကြီးကိုသုံးဝင်တယ်ဒါကတော့ schedule ပဲဖြစ်ပါတယ် schedule ကိုလည်းနားလည်ကြအောင်လို့မျှော်လင့်ပါတယ်အဲ့ကြောင့်လို့ကျွန်တော် ultimate ကြောင့်လေးဆက်ပြီးရှင်းပြပေးမယ် ွားရီမိတ်ကတော့သူနဲ့ဆင်နေရဲဆိုတော့ဘာသာတော့သိကြတယ်အက်ဒလက်နဲ့ဆင်နေရဲအက်ဒလက်ကတော့သူကွာအဲ့လိုမျိုးသူ့အေရီးယားထဲမှာရှိရဲ့လူတွေအကုန်လုံးဆွဲလို့ရတယ်ဒါကတော့မဟုတ်ဘူးဗျတကောင်နဲ့ပဲဆွဲလို့ရတယ်ပြီးလို့ရှိရင် join ဆွဲပြီးတော့ကိုဆွဲခြင်းနဲ့ပဲကိုဆွဲလာလို့ရတယ်အခုလိုမျိုးနှစ်ကောင်ရှိလို့ရှိရင်အာဒီမိတ်သုံးလုံးလို့နှစ်ကောင်လုံးပါလာမယ်မထင်နဲ့တကောင်နဲ့ပဲပါလာမှာအဲ့တော့ကိုဆွဲခြင်းနဲ့ကောင်တေချာလေးလော့ခတ်ပြီးဆွဲရင်ဆွဲဒါမှမဟုတ်အခုလိုမျိုးလေအိမ်ကြီးဆွဲလို့ရှိရင်ပို့ပြီးတော့တေချာတယ်သူ့ရဲ့အာဒီမိတ်က purify မှာပါတယ်မတ်စမန်တွေအမိတွေကတော့တကယ်လုံးဝကန်ဆာပဲကွာဖမ်းပြီးဒီဘက်ကိုဆွဲလာလို့ရတယ် ပြီးတော့လေတခုတိရသိကျင်တာကသူ့အတီမီဆွဲနေတော်လင်မှာသူကစီစီအင်မီဖြစ်ပါတယ်သူ့ကိုဘယ်သူမှလည်းစတန်ပေးလို့ရမှာမဟုတ်ဘူးလို့စီစီပေးလို့လည်းရမှာမဟုတ်ပါဘူးအခုကတော့တိတိအကုန်လုံးကျွန်တော်ရှင်းပြပေးပါပြီအဲ့တော့ကျွန်တော်လိန်ကန်းကင်းကိုဘယ်လိုလောက်အောင်လဲခြုံခုဘယ်လိုတိုက်ခိုက်ရမလဲဆိုတော့အကြောင်းကျွန်တော်ဆက်ပြီးရှင်းပြပေးပါမယ်သူကအတလက်တို့တိုက်ယူရတဲ့အတူတူပဲ။ဘာလို့သူ့မြင်လို့ရှိရင်ဆွဲခံမှာကြောက်ပြီးတော့တော်တော်များပြေးကြတယ်ဗျာ။အဲ့တော့ကျွန်တော်တို့ခြုံထဲမှာနေမယ်။ပြီးလို့ရှိရင်ဒါကခရီးရှင်းနေကောင်းကွာ။အဲ့တော့စကေဒူးနဲ့နေရာကိုတိုက်လိုက်။ပြီးလို့ရှိရင်ကိုအဲ့ကောင်ပေါ်သွားအိမ်။ပြီးလို့ရှိရင်အာတီမီနဲ့ဆွဲလာလိုက်။ K1 တော့ပြီးဖမ်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 းထိုးအင်းပြီးသွားကိုနောက်ကဓာမိပေးမိသူကရှိလို့ချင်းအကောင်ဖလစ်ကာပေးလဲမလွတ်တော့ဘူးကွာသေဦးသေမဲအောင်ဖြစ်သွားရေကောင်တခုသိတာသိချင်တာကဒီကြားထဲမှာဘာဖြစ်တဲ့တက်မှာခြောက်တာမလို့ကွာကျွန်တော်ပြတယ်လို့ဒီမဲ့ skill ပဲစတိုက်တုံးကဖြစ်တဲ့တက်တွေဂျားညက်ပြီးမခံနဲ့နောက်ဆုံးညမှာပတ်စစ်ကိုတုံးဖမ်းဖမ်းဖမ်းထိုးလိုက်ကွာမဟုတ်လို့ရှင်အဲ့ဒါကိုကစီစီပါညာမိပြီကိုကောင်စတန်နေအောင်မယ်အဲ့ဒါ skill 2 black flicker လဲလွယ်မလွယ်ချောင်း skill 1 flicker မှာခန့်ရခန့်နေမှာဒီမှာဆိုရင် skill 2နေရာပေါ်တက်ပြီး flicker နဲ့ချအာပြီးတော့ရွယ်လေးဘာမှမခတ်ဘူး မင်းလာရေးတော့အရင်ဆုံးမှညင်တာ training ground မှာအရင်ဆုံးလက်ရံသွားခြင်းပြီးကြမှာ run မှာသွားပြီးဖင်ရကြဒီမှာ brother နဲ့ကျွန်တော်မေးစရာရှိတာက artemis နဲ့ flicker နဲ့ဘာလို့တွဲပြီးမသုံးခိုင်းတာလဲပေါ့အဲ့ဒါတစ်ခေါက်နဲ့ချင်းလို့ရချင်းသုံးရတာတော့ဆောင်းအဆင်ပြေတယ် flicker artemis ဆိုတာနဲ့တန်းပြီးပါလာလိမ့်မယ်အဲ့ဒီပြင်မှာနောက်ထပ်တွဲသုံးလို့ရတဲ့ကုမ္ပဏီနောက်ထပ်တစ်ခွက်ပြပေးမယ်အဲ့ဒါတော့ schedule နဲ့ flicker နဲ့ပေါင်းပြီးတော့သုံးတာ schedule နဲ့ flicker နဲ့သုံးတာလည်းသုံးတာလိုပဲကွာလေပေါ်မြောက်တာနဲ့ရိုးတိုင်းတက်ပြီးသုံးလိုက်တာနဲ့အဲ့ဒါပဲရှိတယ်ဒီမှာဆိုရင်ရိုးတက်ပြီးသုံးလိုက်တာအမှကြည့်နန်းတွေ့လား အဲ့လိုမျိုးကြီးလဲနောက်တစ်ခုကဘူဖန်တီးပြီးတုံးလို့ရသေးတယ်ကျွန်တော်ကတော့ကျွန်တော်သောနာပြောတယ်ခြုံနေကနေပြီးလေပေါ်မြောက်ပြီးခုံတဲ့တဲ့ကွာပဲကြိုက်တယ်ကျန်တဲ့ဟာအဲ့လိုကြီးတိတ်မကြိုက်ဘူး brother ကသောနာကွာ flicker နဲ့ဘာလို့မတွဲဘူးတုံးခိုင်းရတာဒီမှာကြည့် brother တို့အင်ဂျင်နဲ့ကောင်တွေးများနေပြီးတော့တန့်တွေးနေနေတယ်အဲ့အချိန်မှာ brother တို့ကရုပ်တရက်ကြီးဝင်ဆွဲလိုက်မှဆိုရှင်အဲ့ဒါတန့်ရင်းကောက်ပါလားမသိလားတကယ်တော့အဲ့ဒါတုံးရတာနည်းနည်းကွာလော့ခတ်ရရရှိအောင်လော့ခတ်မယ်ဒါမှမဟုတ် skill ကိုကိုယ်ဆွဲကျင်တဲ့ကောင်ကဆွဲမယ်အဲ့လိုတုံးမှသာအဆင်ပြေမှာကွာ င်းနေတဲ့အချိန်ကပေါ့မူတီဗီကြည့်ပြီးတောင်းရတာဆိုတော့လေဘာသာကိုလည်းအစင်ပေးရတောင်းကြပါဒါပေမဲ့ကျွန်တော်ပြရတဲ့စောနာအဲ့ထုံနေအောင်ဝင်ပြီးတိုက်တဲ့ပေါ်ကတော့ risk နည်းဆုံးကွက်ပါပဲကဲဒါသလို့ရှိရင်ခလီယာရဲ့တောင်းရမယ့် item ဆက်နဲ့ emblem ဆက်ကိုကျွန်တော်ဆက်ပြီးပြပြပေးမယ်ကျွန်တော် item ဆက်ပြပြတဲ့နေရာမှာဒါကိုဒီလိုကြီးသွားတာဆိုတာထက်ကျွန်တော်ဘလိုမျိုးလေးသွားလို့ရှိရင်ပို့ပြီးဆင်ပေးမလဲဖေရဘလိုဆိုတာကျွန်တော်ရှင်းပါမှာဖြစ်ပါတယ် run ရွေးချယ်တဲ့ခါမှာဆိုလို့ရှင်လေ तू ကွန်စီနဲ့ favor ဆိုပြီး तू ကနှမျိုးရွေးချယ်လို့ရတယ်ကွန်စီလည်းဆော့လို့ရတယ်ဒီ favor လည်း तू ကဆော့လို့ရပါတယ် ဘာရပြည့်ပြည့်နှစ်ခုလုံးကအဆင်ပြေတယ်ဖက်ဆိုင်လိုင်းနေနေကတော့အခုမှတာမှဆောင်းကောင်းနေတဲ့တန်နာဘက်ကိုသွားတည်နေတယ်ပေါ့တော့ तू ကအနီးကချတဲ့ကောင်ဆိုတော့သူ့ပတ်စင်လည်းလိုက်တယ်ကွာအမြဲတမ်းတန်နာဘက်ကပွင့်နေတယ်ပြီးလို့ရှင်ဒိုမနန့်အိုက်ဒိုမနန့်အိုက်ကတော့လုံးဝအန်တီဟီးရရင်ဖြစ်တော့ကြောင့်မလို့ဒါသားတွေနဲ့သွားတည်နေတယ်ပြီးတော့ဖစ်စကယ်ဒက်ဖန်လည်းပါတယ် အဲ့ဒါပြီးလို့ရှိရင် magic defend နေမှာဒါကျန်နေသလိုရှိရင်တော့အတီနာသွားရင်သွားဒါမှမဟုတ် radiant armor သွားလို့ရတယ်ပွဲရမတတ်တာနေသလိုရှိရင် free knight ကိုတတ်ရတဲ့နေရာမှာသွားပြီးတော့ခဏတိုင်းသွားသွားဆွဲလို့ရတယ်ပြီးလို့ရှိရင် oracle ပြီးရင် immortal immortal ကိုမကြိုက်ဘူးသလိုရှိရင်လည်းခုဘက်က maxman တွေကိုကြောက်တယ်သလိုရှိရင်လည်း blade ရမှာကိုသွားလို့ရသေးတယ် bear giant နေဘလို့ပဲချိန်ချိန်တန်တာဘက်နဲ့ oracle ကတော့သူနဲ့ life ရဆုံး iron တွေဖြစ်တာကြောင့်မလို့မချိန်သင့်ပါဘူးဘာသာအနေနဲ့ iron set တွေကပွဲနေထားပါမူတည်ပြီး hero နေထားပါမူတည်ပြီးလိုက်ပြီးပြောင်းလဲပြီးဆက်လို့ရအောင်လို့ဘာသာအနေနဲ့ပုံစံရတဲ့ကိုကျွန်တော်မသွားသေးချင်ပါဘူး amlan နေနဲ့ပြောပြမှာသလိုရှိရင် amlan ကတော့ကျွန်တော်တက် amlan ကိုသုံးနေခြင်းနဲ့ အထီးဦးနေတာကျွန်တော်တို့ fan net ကိုလည်းသုံးလို့ရတယ်လို့ vitality ကိုလည်းသုံးလို့ရပါတယ် fan net မှာဆိုလို့ရှိရင် extra physical နဲ့ magic defense ပါပြီးတော့ vitality ကတော့သူကသွေးပို့ပါပါတယ်ဘောင်းနေနဲ့ဆင်းပြရအောင်လုပ်ရပါတယ်။မိုင်းနာတဲလက်နေနဲ့ကျွန်တော်တို့တနက်စီလည်းသုံးရလို့ပူးရဆက်တူကဲတာလည်းသုံးလို့ရပါတယ်။ပူးရဆက်တူကဲတာသုံးမယ်ဆိုလို့ချင်းဘတ်တယ်ဘဲပါညာမြန်မြန်ပွင့်မယ်ဗျာ။ ပြီးရင် internet site ကြပို့ပြီးမာကျင်လို့ရှိရင်အဲ့ဒါကိုသုံးပါအဲ့ဒါပို့ပြီးမာပါတယ် major data နေနေရတော့ concurrency block ကိုပဲသုံးနေကြပါတယ်ဒါကတော့ကျွန်တော်သုံးတဲ့ item set နဲ့ amna set ပါ browser တွေလည်းယူပြီးသုံးလို့ရပါတယ်ပြီးရင် battery spare ကတော့ flicker သုံးလို့ရပါတယ် flicker နဲ့ဆိုလို့ညာ battery initiate ဘာညာပို့ကောင်းတယ်ဒါမှမဟုတ် maximum နေကြောက်လဲဆိုရင်လည်း van ညာကိုသုံးလို့ရပါတယ်ဗန်းညက်နဲ့ဆိုရင်လည်းကောင်းပါတယ်နှစ်ခုလုံးကောင်းတယ်ဗျာဘယ်ရသုံးသုံးသုံးလို့ရတယ် တော့မယ့် iron set ရဲ့ emblem set ရဲ့ battle spec ကိုပြောပြပြီးတော့ကျွန်တော်တို့ game လေးတွေသွားပြီးကြည့်လိုက်အောင်အဲ့ game လေးမှာဆိုရင်ကျွန်တော်ဘာတွေအမှားတွေလုပ်ထားလဲဘယ်လိုမျိုးတွေကျွန်တော်အနေရှိလဲဘယ်လိုမျိုး gang game running လုပ်လဲဆိုတော့ကျွန်တော်ပြောပြပြီးအောင်ဖြစ်ပါတယ်ပွဲစားတဲ့ကောင်မှကျွန်တော် favor နဲ့သွားမှာဆိုတော့ favor ဖက်နဲ့အရင်ဆုံးဝယ်ရပေါ့နော် favor roaming ဝယ်လိုက်တယ်ဝယ်ပြီးလို့ရှိရင်ကျွန်တော်မှ scale 1နဲ့ scale 2ဘယ်ဟာရင်မျိုးပဲကို multi view ကျွန်တော်တို့ကလုံးဆောင်မဲ့ချက်လေးရှိရယ် စကေးဝိုင်းယူမယ်ဆိုလို့ရှိရင်မလင်းခရီးကိုမြင်များရှင်းပြီးရှားလေးနဲ့သွားပြီးခန်းနာမျိုးလုပ်တင်တယ်ဒီလိုမျိုးပဲနဲ့စကေးတူးယူပြီးတော့လဲဂိုးလင်းရကောင်ဂိုးလင်းနိုင်နဲ့ပေါင်ပြီးတွေးချော်မလားဒါမှမဟုတ်အလေလင်းရကောင်မစ်လင်းနိုင်နဲ့ပေါင်ပြီးတွေးချော်မလားအဲ့လိုမျိုးလဲလို့ရသေးတယ် အဲ့တော့ကို US scale ပေါ်မူတည်ပြီးကိုလောရမယ့်ဟာတွေပါကိုဘက်ကမဲ့လိုက်တာကျွန်လာလားဆိုပြီးကျွန်တော်ဒီတိုင်းစောင့်နေတာယူကျွန်လာလို့ရှိရင် scale နဲ့ smart down ကြည့်မယ်ပေါ့နော်မကျွန်လာတော့လဲကျွန်တော် scale 1သုံးပြီးတော့ creamy mesh ရှင်းပြလိုက်တယ် creamy ရှင်းပြရတဲ့ golden ဖြစ်စေ eb လင်းဖြစ်စေအဲ့နှလင်းနဲ့တလင်းကိုသွားပြီးတော့သွေးလျှော်မျိုးသွားလုပ်တင်ပါတယ်အဲ့ဒါများကိုဘက်လင်းရအောင်တာမှာဖြစ်ပါတယ်ကိုဘက်ကမစမန်လင်းထွက်တာနောက်ကျနေပြီးတော့ clock ကလင်းမြန်မြန်ရှင်းလိုက်တယ်ပြီးတော့ကျွန်တော်နောက်ကလည်း cycle ပါတော့ clock ကိုသွေးသွားချွတ်ကြမယ်အဲ့ clock ကလည်းကျွန်တော်ရောက်လာမှမသိရကြောင့်လဲ scale 2ကိုဆောက်လွဲစောစောကြီးတုံးလိုက်တယ်အဲ့တော့သူသေးပါပြီ ဘောလင်းရှင်းပြနေအလယ်လင်းပြန်လာပြီးခရစ်ပြန်လာရှင်းမယ်အဓိကတော့သွေးလာချောင်းပါမို့နော်ကျွန်တော်တို့ခရစ်မရှင်းအဲ့မှာပဇာနာကျွန်တာနဲ့စကေးတူးနဲ့မြောက်တယ်စမတောင်းကျွေးရဲ့ပြီးရင်စကေးမပါညာပတ်စစ်သွားပြီးဖက်ဖက်ဖက်အနထိုးတယ်ဒီကောင်ကမှစပယ်စားရင်တော့မှာဘာမှဖြစ်ဘူးပဲဆိုတော့သူ့ပတ်စစ်နဲ့ထိုးလို့ရှိရင်သွေးပြန်တက်တယ်ဆိုတော့ဘာမှတော့အလောက်ကြီးမဖြစ်ဘူးဒီမှာပဇာနာလိန်ခရစ်လာဆိုတော့ထပ်ပြီးရှင်းရောင်းမယ်အဲ့တော့ကျွန်တော်ခြုံနေနေပြီးတော့စကေးတူးနဲ့အဲ့ကောင်အဲဘွန်းတင်မယ်ပေါ့နော်ခြုံနေတဲ့နေရောင်စကေးတူးနဲ့တိုင်မယ်ပြီးရင်သူ့ဘောချမယ်ပြီးလို့ရှိရင်စကေးဝမ်းပတ်စစ်ဖက်ဖက်ဖက်အာပြီးရင်ဖလီကန်နဲ့ထွက်လာပြီး အဲ့လိုမျိုးသွေးလျှောက်လို့ရရပါသီးလားကိုသုံးလိုက်တဲ့ကောင်တက်လို့ရရင်တက်ခဲလိုက်ပေါ့ဆိုသူ့ပစင်မှာဓာမေးရမတားပါတယ်ဗျအဲ့တော့ကိုဓာမေးနဲ့သူသေးတယ်ဗျတက်လို့ရရင်တက်ခဲလိုက်တက်လို့မရဘူးဆိုတော့ကိုကကိုဒီတိုင်းပြန်ပတ်ခဲလိုက်ဆလီနာပြူရီပိုင်းရှိတဲ့ဆိုက်ကလော့သွားပြီးအဲရိုမန်နဲ့ပြော့ဝင်ကောက်တယ်သေလားဆိုတော့မသေးဘူးအဲ့ဒါကြောင့်ကျွန်တော်နေရင်တိုက်ပြီးစကေးယူနဲ့အဲဝန်တင်တယ်စကေးဝန်ပါညာနဲ့ပစစ်အော်ပစစ်တော့မလို့လိုက်ပါဘူးသွေးနေတဲ့ကောင်ကိုဒီနာဘယ်လီလာစားမှန်းမှန်းညာဒီနာဘက်ကစောကင်ညာစားပြီးသွားအဲ့ကောင်ဘယ်နာမှတော့ခေါ်နေတော့မသိဘူးဖန်နီကိုတွေးလိုက်တာမလို့ကျွန်တော်လည်းခိုးနဲ့နေမပြန်သေးပဲခိုးရင်းကိုထပ်ပြီးဖေးဖေးစစ်လုပ်ပေးလိုက်အောင်မယ် ်ပေရာတော့ဒီကောင်လာပိုင်းမှာပဲကွာဒီလား funny player တွေရဲ့ဟာအဲ့ဒါပဲခြုံနေရတဲ့ schedule နေရန်တိုက်ပြီးတော့ကျွန်တော် fan issue ကိုခုံနေ fan ရဲ့ဒီဘက်မရောက်လာပေါ့နော်အဲ့ဒါနဲ့သူနောက်သွားပြီး army နဲ့ဆွဲလာခဲ့တယ်ကိုဘက် match plan တော့ fan တွေတက်လို့ပြန်သေးပါတယ်ဒါပေမဲ့ fan တွေတော့ကျွန်တော် pass နဲ့ထပ်ပြီးတော့တက်ပေးလိုက်တယ်အီးဗီလေးရောတာယာနမ်မို့လို့ကျွန်တော်လည်းခိုးလေးအောင်အသေးဖြီးပေးတယ်။ကျွန်တော်ဘာလို့လဲမသိဘူးတိလားမြမာလိုကြီးအဲ့ဒီစကေတူကိုမသုံးမင်းခြင်းပဲနဲ့အဲ့လိုနယံတက်တက်ကြီးပဲသုံးနေတာ။ဒီပွဲမှာတော့ရောအဲ့လိုနယံတက်ပြီးသုံးနိုင်ပဲတွေ့ရမှာကွာမြမာလိုသုံးတာမတွေ့ရအောင်ကြည်လား။မြမာလိုကြီးတည်းမှာဆက်မတော်သွားကြည့်ရမတွေ့ရအောင်။ ကျွန်တော်အဲ့လိုမျိုး schedule နဲ့နေရန်တိုက်ပြီးတော့ airport နေပဲဖတ်လို့တောက်လျှောက်တွေ့ရမှာကျွန်တော်ခလီယာအများဆုံးအနေနဲ့ဒီချုံထဲမှာပိုးစင်ယူတာအများဆုံးပဲဘာလို့လဲအလေလင်းရောင်ကောင်လည်းတွေးချောက်ရတော့အပေါ်လည်းတက်ပြီးကမ်းလို့ရဒီမှာဆိုလည်းအလေလင်းရောင်ကောင်တွေးချောက်မယ် ဒီမှာဆိုကျွန်တော်ကောင်တိလား visit တက်ထူလိုက်တော့အကြောင်းမလို့အဲ့ကောင်သွားပြီးတော့ကျွန်တော်ကောင်တိုင်းပြီး ID မဆွဲဘူးကွာဒါကြောင့်မလို့ကျွန်တော်ပြောခဲ့တာကွန်မွေ3လွယ်ဆိုလို့ရှိရင်သူ့ရဲ့ passive ကိုမတုံးနဲ့ visit တက်မချနဲ့ကိုသွားမယ် skill ကိုပဲအအောင်ဆိုင်ပြီးတခြားလေးတုံးမဟုတ်လို့ရှိရင် visit တက်သွားချနိုင်မယ် passive သွားတုံးနိုင်မယ်ဆိုလို့ရှိရင်ကိုကောင် ID မဆွဲရပဲနဲ့ဆုံးအောင်လို့ဒီလေးဖြစ်သွားလိမ့်မယ်အစားကတော့နှစ်ကောင်သားပူးပြီးနာဗန်နန်တွေကတော့ကျွန်တော်လည်း flicker နဲ့ဝင်လာမယ်ထင်လို့ drone ကိုဒီဘက်ဆွဲလိုက်တယ်ကန်ကောင်းတာဟိုကောင် skill 2 flicker ကမြန်မာလေးတုံးလိုက်လို့ကဲဟဲ့ဒါသားတက်သွားတယ်လက်လေးမှချတာတော့မပြီးသေးဘူးအပေါ်လေးမှနှစ်ကောင်နှစ်ကောင်ချကန်ရတယ်ကျွန်တော်လည်းအပေါ်လေးကိုသွားပြီးပြန်ကြည့်ပေးရတယ် ကိုဘောမတ်မန်နဲ့ဟာဒကျွန်တော်လာတာကိုစောင့်မယ်ထင်ပြီးကျွန်တော်လည်းဖြည်းဖြည်းချင်းလာရတာဒီနွားဓာတ်ရဲဝင်ပြီးစကေးဝမ်းနဲ့ထိုင်ပြတဲ့တဲ့မေးပြီးမတ်မန်ကိုလည်းနှစ်ယောက်အားနဲ့တယောက်အားဆိုကျွန်တော်လည်းဘာမှလုပ်လို့မရနဲ့ကျွန်တော်လည်းပတ်စစ်ထိုင်စုတယ်ပတ်စစ်စုတာစကေးဝမ်းအရင်သုံးလိုက်တယ်ပြီးတော့စကေးဝမ်းကူလောင်းလေရထပ်ဆောက်ပြီးစကေးဝမ်းနောက်တစ်ခါထပ်ဆုလိုက်တယ်ဒါကဘာလို့လုပ်လဲဆိုတော့ကိုကသွေးနေနေဗျအဲ့တော့ဟိုကောင်တွေ့ရရင်စပယ်ကတန်းသုံးလို့မရအောင်အဲ့တော့ဟိုကောင်ဘီစစ်တက်ရင်ချမယ်ရင်ချလို့ရင်ကိုကောင်သွေးပြန်တက်မယ်မေးပြီးမကလောက်ကိုလည်းရှောင်ပြမယ်ပေါ့အမ်သူစကေးဒူးချတာရုံနာတီးရကျွန်တော်လည်းအိုက်ဖက်ခေါ်ခေါင်းလိုက်တာမိရောအကောင်တန်းရှော့ ဖန်ဒီယိုထိုးပြီးတော့သွေးပြန်တောင်းလုပ်ပေးမယ်လေဒါပေမဲ့မရဘူးပေါ့နော်နော်ဘယ်ဖက်ကခဏလေးရပြီးတော့လေအတူအတီကလည်းတန်းထွက်လာဆိုတော့ကျွန်တော်တန်းသေးပါတယ်ရန်လိုင်းဟာတကူပြန်မှာရန်လိုင်းရတကူကောင်းလေးပုံမုံနော်ကောင်းလေးပုံမုံဒါဂိမ်းဂိမ်းမာကြီးတကွာအာဖလစ်ကဘာညာအဲ့မှာကျွန်တော်သွားပြီးသိသက်တာချတယ်နည်းနည်းမှားတယ်ပေါ့အာဒီတန်းဆိုင်နဲ့ကျွန်တော်ကမသေးတော့ခုကသေသွားပြီပြီးတော့လေလွတ်နေတဲ့ဟာယူအထဲထဲသွားပြီးခွေကိုဖိသေးတာသွားချတာအဲ့တော့သေတာပေါ့ကိုဘကောင်ကဖန်နီဘလူးဘတ်တိုင်းနဲ့ဘယ်တယ်ဖြစ်နေကြပြီအဲ့တော့ကျွန်တော်လည်းဘယ်တယ်အမြန်သွားကူမှရမယ် ဲ့တော့ကျွန်တော် stand page ရန်အောင်လို့ကျွန်တော် scale 2ကိုဟောတွေ့သွားပြီတကယ်သွန်လိုက်တာအဲ့ဒါနေရန်တောင်ပဲပြီးလို့ရှိရင်အဲ့ airborne တင်မယ်ပေါ့တကယ်လွဲသွားတော့ခါကျတော့ scale 2ကတော့တော်တော်ကြာမလို့ဘတ်တယ်မှာဒီတိုင်းနေနေရတယ်ကွာဒီကကို scale 2သုံးတာတိကျမယ်ဆိုလို့ရှိရင်ဘတ်တယ်ကခိုင်းနေအဲ့ဒါတန်းပြီးသွားမှာဒီမှာဆိုရင်ကျွန်တော် passive နဲ့ဟိုကဖြစ်ပြီးတော့ cloud ကိုသွားပြီး artemis သွားဆက်ပြီးတယ်အမှ julian တက်လိုက်တယ်ပြီး ဖလက်ကလေးလည်းပြန်ရနေတော့သုံးတော့လည်းအကွက်ပတ်မယ်ဆိုပြီးနေရာလေးကပ်နေတာဆိုင်နာအဲရီစားလိုက်တယ်စားလိုက်တော့အမစကရီပါညာနဲ့ဆိုင်နာကိုစမတောင်းကျွေးစမတောင်းလည်းကျွေးပြီးတော့ကျွန်တော်ကဘတ်တယ်ကိုခိုးပကောက်အောင်မယ်သွားဆေးရအောင်လို့ဒီကောက်အောင်မယ်သွားဆေးရအောင်ကျွန်တော်ကဂျားတဲ့ရင်ကြောင်ပြောက်တာအဲ့ဒါနဲ့မထူးပေါက်လေးဆိုပြီးဒီတိုင်းနေလိုက်တယ်အမဝင်လာတဲ့ဖိုင်နဲ့ကျွန်တော်အာဒီမိတ်နဲ့စမတောင်းကျွေးတယ် မတောင်ကျွေးပြီးလော်ရွတ်သွားပြီးစမတောင်ထက်ကျွေးခဲ့အဓိကလော်ရွတ်သွားပြီးစမတောင်ကျွေးရမဟုတ်ဘူးကအဲ့ဒီဝါတာဆောင်ရဲ့ line လေးကိုနင်းပြီးတော့ကိုကအပေါ်တက်ချင်တာအာဒီမိတ်ကရေအောင်ရေစကေးဝမ်းရေအောင်ပေါင်းပြီးအဲ့ရေအောင်ပျောက်သွားကွာအဲကြောင့်မို့ကျွန်တော်ကလော်ရွက်ကြံတော့အဲ့လော်ကြီးပဲသွားပြီးပြေးတိုက်လိုက်တာရှော့အိမ်မှာကိုဘက်ကောင်ရဲ့ login ကတော့ကျွန်တော်လည်းအဲ့ဒါခြုံထဲဝင်ပြီးစောင့်နေပေးတယ်ဒါပေမဲ့ကိုနူဘီကဖျားပြီးတော့လက်ရောက်ကြတဲ့သွားအုပ်တယ်အဲ့ဒါကျွန်တော်လည်းဝင်ပေးရတယ်ပေါ့နော်မထူးရခင်ပြော့ ဒီမှာသွားပြီးတော့ flick ကနေသွားအုပ်တာကိုကွာ airborne မိမဲ့ချိန်ကြမှာဟိုကောင်ကျွန်တော်စတန်ပါတယ်အဲကြောင့်မလို့ကျွန်တော် schedule airborne အသုံးချင်လို့ချင်းခြုံနေဝင်တော့ဒါမှမဟုတ် flick ကနေမမီကွာရမှာတော့စိန်နကံကိုကောင်းရတာပဲပြီးတော့လေကျွန်တော် airborne လည်းမထွက်သွားဘူးလေသူစတန်ပါတော့မေးပြီးအဲ့ဒါကြီးလေ ပြောရတဲ့ဒီမှာကြည်အောင်ဂွနေဗီယာဖလက်ကစကေတူးခွန်လိုက်တာတောက်လွှဲဖြစ်သွားအဲ့ဒါနဲ့သူပြန်တေဝရပေါ့နော်တေဝရချိန်မှာကျွန်တော်ကလောက်ကိုစကေတူးပါညာအဲဘုံနဲ့ပတ်စစ်နဲ့ထိုးပြီးတက်လိုက်တယ်ကျွန်တော်ကိုယ်လည်းနဲ့သွေးရော်နေတဲ့ပတ်စစ်လက်ရှိရတဲ့နီနာရှိရော်လော့ကိုကျွန်တော်ထိုးပြီးတော့ကျွန်တော်သွေးပြန်ပြေးလိုက်တယ်ပြီးတော့ဖန်နီဝင်လာမှတိရဆိုကျွန်တော်စကေတူးကိုသူ့ဆွဲမဲ့ဘက်ကိုချိန်ထားတယ်ပြီးရမှကျွန်တော်စကေတူးနဲ့မြောက်တယ်ပြီးရင်တိုင်းလေးပဲသွေးပြန်ဖြည့်ဒီတိုင်းပဲစကေ1 2ပဲစပန်နေပေါ့နော်အမှဗန်နန်းထိုးတော့ကျွန်တော် RD မီနဲ့ဆွဲပြီးတော့လုပ်ပြီးလိုက်တယ် ကောင်းပုံမှန်ဆိုရင်အဲ့ skill one passive span လို့ရှိရင်သူရအများကြီးပြန်တက်ပြီးဘက်တဲမှာအကြာကြီးခံတယ်ကွာအဲ့နောက်ကောင်နေပါလို့ရှိရင်ကိုယ့်ရဲ့ skill တွေတေချာလေးတုံးမှာဥမာ fazana skill 1 xavier 1 2ပြီးရင် ulora skill 2အဲ့လိုမျိုးဟာယူနည်းနည်းတတိထားပြီးတုံးများတိလာကို skill 2 ဒီနောက်ဆုံးပြီးကနေပါရတော့ဘာလဲဘလို့ဖြစ်သွားမှန်းမသိဘူးကျွန်တော်ကလည်းဘလို့မှမဝင်လိုက်ရောဘာစပယ်မှလည်းကောင်းမတုံးလိုက်ရောကို့ဘောင်နေအဲ့ဒါမသားတာရုံထင်တယ်ဒါမှမဟုတ်လောက်ပြီးဘောင်နေအကုန်သေးကုန်ရတော့ဒီတိုင်းလေကဲအဲ့ဒါဆိုလို့ရှိရင်ဒီနေ့ခါလီယာခိုက်ပြီးတော့လောက်ပဲဗျာနောက်နေ့ဗီဒီယိုမှာထပ်ပြီးတွေ့ကြမယ်အဆုံးနေ့ကြည့်ပြီးတဲ့လူတယောက်ချင်းညီညာအောင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်